ပလူဦးရဲ့လီးရခိုင်နှုံတော့ပေါ့နော်။တန်းနဲ့ချီတဲ့လူတွေဟာကိုမွေးဖွားရနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတွေမှာအခြေချအလုတ်လုတ်ကင်နေကြပါလေ။ဟုတ်ကဲ့အများကြီးပဲနော်။ဟုတ်တယ်။သူတို့တွေကအများစုကြီး89ရာခိုင်နှုန်းကျော်လောက်ကစီးပွားရေးအခြေအနေရမိသားစုတွေပိုကောင်းတဲ့အနာဂတ်ရှာဖို့ရွှေပြောင်းကြတာပါ။အင်းစီးပွားရေးအရရွှေပြောင်းနေထိုင်သူတွေများတာပေါ့။သူတို့ ပင်ပင်ပန်းပန်းရှာဖွေပြီးတော့မိသားစုတွေစီပြန်ပို့ကြတယ်အဲ့ဒီပိတ်ဆံတွေ remittance လို့ခေါ်တာပေါ့အဲ့ဒါတွေကနိုင်ငံတော်များများရဲ့စီးပွားရေးအတွက်တကယ်တက်သွေးကြောလို့ဖြစ်နေတာဟုတ်ပါတယ်အရေးပါပါတယ်ဒီနေ့တော့အဲ့ဒီငွေလွဲမွေကြေလဲပတ်မှုတွေနောက်ွယ်ကကဘာကြီးကိုနည်း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 နဲ့ကြည့်ကြအောင်အပေါ်ရန်ကြည့်ရတော့ရိုးရှင်းတယ်လို့လည်းတကယ်တော့မှရှုပ်ထွေးမှုတွေစိန်ခေါ်မှုတွေပြီးတော့အဲအခွင့်လန်းလေလည်းရှိနေပါတယ်ဟုတ်ကဲ့ကျွန်တော်တို့လက်ထဲမှာအချက်လက်အရေးမြင့်တော်တော်များများရောက်နေပါ ူလာတမကယင်းဤဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ UNCDF ရဲ့နှစ်ပတ်လည်အစီအစဉ်စာရှိတယ်။ In UNCDF report ပေါ့ပြီးတော့ CNA သတင်းဌာနကအရှိတောင်အာရှရွှေပြောင်းအလို့သမားတွေရဲ့ဝေကြီးအခက်ထဲတွေအကြောင်းရေးထားတဲ့ဆောင်းပါးလည်းပါတယ်။ဟုတ်ကဲ့ Now PIC UM ဆိုတဲ့အဖွဲ့ရဲ့ blog post တစ်ခုအဲ့ဒါကတရားမဝင်ရွှေပြောင်းနေထိုင်သူတွေဘန်လောက်ကမှဂျုံရတဲ့အခက်ခဲတွေအကြောင်းပါ။ Oh bank account ဖွင့်ရတဲ့ကိစ္စတွေပေါ့။ဟုတ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ Straits Times သတင်းစာကနေစင်ကာပူကရွှေပြောင်းအလို့သမားတွေကိုဖိမှတ်ထားတဲ့လင်းလယ်မှုတွေအကြောင်းရေးထားတာပါဒီအရေးမြစ်တွေကိုအခြေခံပြီးတော့ရွှေပြောင်းလုံသားတွေရဲ့ဝေးကြီးရေလောကကိုနားလည်အောင်ကြိုးစားကြည့်ကြပါမယ်ဟုတ်ပါတယ်ဒီအကြောင်းအရာကလည်းတစ်ချက်ကြည့်လိုက်ရင်တော့ရိုးရိုးလေးပိတ်ဆံရှားလဲအိမ်ပြန်ပို့တယ်ဒါပဲလို့ထင်စရာပေါ့ဒါပေမဲ့တကယ်တော့မှာတော့အစိုးရမူဝါဒတွေနှီးပညာအပြောင်းလဲတွေလူမှုအတိုင်းဝိုင်းဖြစ်အားတွေ တဦးချင်းရဲ့ငွေရေးကြေးရေးနားလည်မှုအခြေအနေဒီအများကြီးဆက်ဆံနေတယ်။ခုနပြောတဲ့ UNCDF အစီရင်ခံစာမှာဆိုရင်စိတ်ဝင်စားစရာအမြင်တစ်ခုရှိတယ်။သူတို့ကရွှေပြောင်းလူသားတွေရဲ့ငွေလွဲလူကန်းကိုလည်းပိတ်ဆံဖို့ကတခုတည်းအဖြစ်မမြင်တော့ဘူး။ဟုတ်တယ်။ဒါဘိုးအခြေခံပြီးတော့တခြားငွေကြေးဝင်ဆောင်မှုတွေဥပမာငွေစုတာချင်းဝင်ယူတာအမဟန်ထားတာအဲ့လိုမျိုးတွေအထိတိုးချဲ့နိုင်မဲ့တကားပေါက်တစ်ခုအဖြစ်ပြန်ပြီးပုံဖော်ချင်နေတာ။ဟုတ်ကဲ့ပြန့်တဲ့အမြင်နဲ့ကြည်တာပေါ့ဟုတ်တယ် ဒါကတော်တော်ရီမန်းချက်ကြီးရဲ့အပြောင်းလဲလို့ဆိုရမှာပဲဒါပေမဲ့အဲလက်တွေ့မှာတော့ဒီအိမ်မက်နဲ့အရှိတရားကြမှာအဟန်တားတွေအများကြီးရှိနေလို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီမျောလင်းချက်ဒီနဲ့စားကြတာပေါ့နော်ရွှေပြောင်း အလုတ်လုတ်ဖို့ဆုံးဖြတ်ကြတဲ့အဓိကအကြောင်းရင်းကတော့လောအားခောက်ပူရခြင်းလို့ပဲမှန်ပါတယ် CNA ဆုံးပါတဲ့ကဥပမာဆိုရင်မလေးရှားမှာလုံလုံနေတဲ့အင်ဒိုနီးရှားကယိုစားဆိုတဲ့အမျိုးသမီးပေါ့နော် သူ့ဇာတိမှာရတာထက်30ခွဲလောက်ပူရတယ်လို့ဆိုတယ် 30ခွဲတော်တော်များတာပဲဟုတ်တယ်မြန်မာနိုင်ငံကကိုကျော်ဆိုရင်လေအထောက်ထားမဲ့အလို့သမားဖြစ်နေပေမဲ့မလေးရှားမှာတလရင်ခဲ့2000လောက်ဝန်ွေရှိတယ်อืมဆိုတော့ဒီလိုပိုရတဲ့ဝန်ွေနဲ့မိသားစုကိုကောင်းကောင်းထောက်ပံ့မယ်ပိုကောင်းတဲ့ဘဝဖန်တီးပေးမယ်ဆိုတဲ့စိတ်ကူးတွေနဲ့တွားကြတော့ UNCDF အစီရင်ခံစားကလည်းအဲ့ဒါကိုထောက်ခံတယ်ဒီလိုငွေလွှဲပို့မှုတွေကကပတ်စတင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးညီမချက်တွေ SDGs တွေပေါ့ ဟုတ်ကဲ့ SDGs အထူးသဖြင့်စည်ရဲနွမ်းပါမှုတိုက်ဖြတ်ရေး SDG 1ကြားမတန်းတူညီမျှရေး SDG 5နေကောင်းမွန်တဲ့လူ့အုံနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု SDG 8ဒီအတွက်တကယ်ကိုအထောက်အပံ့နေလဲလို့ဆိုပါတယ်အဲ့ဒီအချက်ကတော့မှန်ပါတယ်ငွေလွှဲပို့မှုတွေကမိသားစုတွေအတွက်ရောနိုင်ငံတွေအတွက်ရော အရေးပါတယ်ဆိုတာတော့မြင်လို့မရဘူးဒါပေမဲ့လေဒီနေရာမှာဒါပေမဲ့တွေကတန်းစီနေတာပဲဟုတ် ဘာဖြစ်မလဲခဏကပြောသလိုလုတ်ခလာစာသုံးစာခွဲပို့ရတယ်ဆိုပေမဲ့ပေါ့နော်လက်တွေ့ဘဝမှာအဲ့ဒီပို့ရတဲ့ငွေကဘလောက်အထိတကယ်သုံးဖို့ကြံတယ်လဲဆိုတာကရှိသေးတယ် UN CDF ကထောက်ပြထားတဲ့စနစ်ပိုင်းဆိုင်ရာစင်ခုံမှုတွေဆိုတော်တော်ရှုပ်တယ်ဥပမာနိုင်ငံတစ်ခုထဲမှာတော့ငွားတာတွေကတနည်းအားနဲ့တနည်းအားမတူဘူးဟုတ်လားဟုတ်တယ်နိုင်ငံကြီးကြားရဲထဲမှာဆိုပို့ဆိုးရော စီမင်းစီကန်းတွေငွေပေးချေမှုစနစ်တည်းရဲ့အခြေခံစာအုပ် ငွေလွဲလုံးငဲ့ license လိုတာတွေပိုက်ဆံပို့သူရောလက်ခံသူရောဘလို့အထောက်ထားပြရမလဲဆိုတာတွေကအကွန်ကွဲပြားနေတာอืมအဲ့ဒါတွေကလုံငန်းစဉ်ကိုနေခွေးစဉ်မှာပဲဟုတ်တယ်ကုန်ကျစရိတ်လည်းများစေတယ်ပြီးတော့ဒီကြားတော့ CNA ကထက်ထောင်ပြထားတဲ့ပြဿနာကလုံဝခဲ့တီတိုးလာတာတော့မှန်တယ်ဒါပေမဲ့နေထိုင်စားတောက်စရိတ်တီကအဲ့ဒီထက်ပုံမြန်မြန်တက်သွားတာပဲ။အော်၊ကုံစင်းနှုံးကပိုတက်တာဗော။ အဲအဲ့လိုဖြစ်နေတယ်ဟောင်ကောင် UAE မလေးရှားလိုနေရာတွေမှာအဲ့ဒီခြေနေတွေတွေ့နေရတယ်ဆိုတော့ခုနကရိုးစားလိုလူမျိုးတွေမှာလည်းလာဆိုင်ညဆာတွန်းလာတယ်ဆိုရင်တောင်အိမ်ကိုပိတ်ဆံပိုးပို့ရတယ်ကိုယ့်အတွက်စားဖို့တောက်ဖို့ကအရင်ကထက်တောင်ပိုကျက်သွားတာမျိုးတွေဖြစ်နေတယ်ဟုတ်ပါတယ်ဒုံးဆန့်ခွဲပိုရတယ်ဆိုတော့ခေါင်းစဉ်အောင်မှာတကယ်လက်ထက်ကြံတာကတိတ်မထူဖတ်သွားနေတာပေါ့နော်အဲနောက်ထပ်အရေးကြီးတဲ့အားစီးတစ်ခုကဘာကောင်းဖွင့်ဖို့ခတ်တာပဲဒါကတော်တော်များများအံ့ဩစရာဖြစ်နိုင်တယ် ပိတ်ဆံရှာနေမော်တော့ဘဏ်ကောက်တခုလို့ရှိမှာပေါ့လို့ထင်ကြပါလေဟုတ်တယ်အဲ့လိုထင်ကြတာများတယ်ဒါပေမဲ့ pick up of your block မှာရေးထားတာကတရားဝင်အရှင်နေနဲ့နေထိုင်နေရတဲ့ရွှေပြောင်းနေထိုင်သူတွေအတွက်ကတော့ဘဏ်ကောက်ဖွင့်ဖို့ဆိုတာတော်တော်လေးခက်တယ်တချို့ဆိုမဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ်အမ်ဘာကြောင့်လဲဆိုတော့အဓိကကတော့ဘဏ်အများစုကတရားဝင်မှတ်ပုံတွေနိုင်ငံကူးလက်မှတ်ပြီးတော့အရေးကြီးဆုံးကတရားဝင်နေထိုင်ကြောင်းလိပ်စာထောက်ထား ခိုင်ခိုင်မာမာတောင်းလို့ပဲအာဟုတ်ကဲ့ဒါတွေကစာရွက်စာတမ်းမပြည့်စုံတဲ့လူတွေအတွက်တိကျပြဿနာပဲတခါတလေအထောက်ထားရှိတဲ့ဆိုတော့ဘန်ဒီရဲ့လိုအပ်ချက်တွေကခဏခဏပြောင်းနေတတ်တော့လိုက်လို့ဖို့ကလည်းမလွယ်ပြန်ဘူးအဲစီးကားတွေကလည်းခဏခဏပြောင်းတတ်တယ်အကိုဟုတ်တယ်ဘယ်ဂျီယံမှာဆိုရင်လည်းဘန်ကစာရွက်စာတမ်းတွေထက်ခါထက်ခါတောင်းလုံးလို့နောက်ဆုံးစိတ်ဖြစ်ပြီးတော့အကောင့်မဖွင့်တော့ဘူးဆိုပြီးလတ်လျှော့လိုက်ရတဲ့သူတွေရှိတယ်လို့ဆိုတယ်။အော်တနာစရာပဲ။အိုင်လမ်မာချမ်းဘော လူမှုဖူလုံရေးနံပါတ် PPSN ဆိုတာမျိုးတောင်းတတ်တယ်။အဲ့ဒီကနေတဆင့်ကိုယ့်ရဲ့တရားမဝင်ခြင်းတွေကိုလူဝင်မှုကြီးကြပ်ရေးစီတည်င်းပို့ခံရမှာစိုးရိမ်ရတာမျိုးလည်းရှိနေပါရဲ့။အဲ့ဒီအချက်ကတကယ်အရေးကြီးပါလေ။ဘာလို့ဒီလောက်ခတ်နေရလဲဆိုတဲ့အရင်းခံကိုကြည့်ရင်လေအိုရိုဘတ်တမကတ်မှာဆိုရင်ငွေကြေးခဝချမှုတိုက်ဖြစ်ရေးညွန်ကြားချက် AML directive ဆိုတာရှိတယ်။ ဟုတ်ကဲ့ AML ပေါ့ဟုတ်တယ်သူ့ရွေးချက်ကတော့ကောင်းပါတယ်ငွေမီးတွေဘန်စနစ်ထဲမဝင်အောင်ဘန်တွေကိုဖောက်တယ်တဲ့အထောက်ထားတေချာစစ်ဆေးခိုင်းတာဒါပေမဲ့ပြဿနာကဘလို့စာရွက်စာတန်းဆိုလက်ခံရမယ်လို့တိတိကျကျမသတ်မှတ်ထားတော့ဩဘန်တွေကိုလွတ်လပ်ခွင့်ပေးထားသလိုဖြစ်သွားတာဟုတ်တယ်ဘန်တစ်ခုချင်းစီကကိုယ်စည်းကမ်းတွေကိုတင်းကျပ်လိုက်ကြတော့ အဲ့ဒီခါမှာစာရွက်စာတမ်းမစုံနဲ့ရွှေမှုရွှေပြောင်းလုံးသားတွေအထူးသဖြင့်တရားမဝင်နေထိုင်တို့တွေအတွက်တကားပိတ်လိုက်တယ်လို့ဖြစ်သွားတယ်။ဟုတ်ကဲ့။နောက်တစ်ခုကပေမဲ့ accounts directive ဆိုတာရှိတယ်ဒါ EU ထဲမှာတရားဝင်နေထိုင်သူတိုင်းခြေကံဘဏ် account တစ်ခုရပိုင်ခွင့်ရှိတယ်လို့အမှတ်ခံပေမဲ့တရားမဝင်နေထိုင်သူတွေအတွက်တော့ဘာမှအတိအလင်းမပြောထားဘူး။ကွက်လက်ချင်နေတာဟုတ်ဟုတ်ကဲ့ဒီလိုဥပဒေအကွက်လက်တီး streaming တင်ချက်မှုတွေကြောင့်ပဲတရားဝင်ဝင်ချင်းတွေမှာရှိနေတဲ့လူတွေဟာသူတို့ရှာထားတဲ့လို့အခုကိုလုံလုံချုံချုံလက်ခံဖို့ အင်းကိုလွဲ့လွဲ့ငွေလွဲ့ဖို့ကမမွန်နေနေပါပါဆူဆောင်းမတော့ရမ်းခက်ခဲနေကြတာဒါကခုနပြောတဲ့ UNCD ရဲ့ရည်ရည်မှန်းချက်ကြီးငွေလွဲ့ကနေငွေကြေးဝန်ဆောင်မှုပြေဝါရရှိရေးဆိုတာနဲ့လုံးဝဆန့်ကျင်ပဲဖြစ်နေဒါဆိုတရားဝင်လမ်းကြောင်းကပိတ်နေတယ်လို့ဖြစ်တော့အန်ဒရီယံများတဲ့တရားဝင်လမ်းကြောင်းတွေတုံရလာတော့ပဲဆန်ကိုလက်ထဲမှာမဲကင်ထားရတာလို့ဖုခုမှာပေါ့ UNCDF ကတော့ဒီကွာဟာချက်ကိုပန်းကူပဲပေါ်ပါတယ်လို့မြင်တယ်ဟုတ်ပါတယ် UNCFD ဒီပြဿနာကိုဖြေရှင်းဖို့အဓိကနည်းလမ်းတစ်ခုကိုအာရုံစိုက်လုပ်နေတာတွေ့ရတယ် တစ်ခုက enabling policy လို့ခေါ်တယ်။မူဝါဒပိုင်းပြောင်းလဲအောင်တွန်းအားပေးတာ။မူဝါဒပိုင်းကိုပြန်တာပေါ့။ဟုတ်တယ်။အစိုးရတွေကိုရွှေ့ပြောင်းလုပ်တာတွေအထူးသဖြင့်အမျိုးသမီးတွေအတွက်ငွေကြေးဝန်ဆောင်မှုတွေပိုလွဲလွဲကူကူရနိုင်မယ်။စီးမင်းတွေချမှတ်ဖို့တိုက်တွန်းတာ။ဥပမာ Ethiopia မျိုးသားပိုင်း NVE ကအညွန်ကြားချက်အသက်သက်ထိုးလိုက်တော့ရွှေ့ပြောင်းလုပ်တာတွေရဲ့စုငွေဒေါ်လာ86တသနတန်းထိတိုးလာတယ်။ဘန်ကောက်တက်တုံးတောင်းဒီပိုင်းဖွင့်နိုင်ခဲ့တယ်။ဒါကမူဝါဒပြောင်းလဲရဲ့အကျိုးတရားမှုပေါ့။ ဟုတ်ကဲ့အကျိုးရှိတာပေါ့ဒုတိယနည်းလမ်းကတော့ဒုတိယနည်းလမ်းကတော့ open digital payments ecosystem ဆိုတဲ့ပွင့်လင်းတဲ့ digital ငွေပေးချေမှုစနစ်တစ်ခုတည်ဆောက်ဖို့အားပေးတာဒါကတော့အနည်းပညာကုမ္ပဏီတွေ၊ဘဏ်တွေ၊ဝေလွှဲလုပ်ငန်းတွေအကုန်ချိတ်ဆက်ပြီးလွယ်ကူမြန်ဆန်စိတ်သက်သာတဲ့ digital ဝန်ဆောင်မှုတွေပေးနိုင်အောင်လုပ်တာပါ။အင်းဒီ digital နည်းပညာတွေဘက်ကိုဆက်သွားကြည့်အောင် UNCDF ရဲ့အဓိကမျှော်မှန်းချက်ကလည်း ဒီ digital ငွေလဲဝင်ဆောင်မှုတွေကိုတခြားငွေချေးဝင်ဆောင်မှုတွေဟိုငွေစုတာချေးငွေအာမခံပင်စင်အဲ့ဒါတွေနဲ့ချိတ်ဆက်ပေးပြီးဖတ်ဆောင်ဝင်ဆောင်မှုတွေရစေချင်တာဆိုတော့လက်တွေ့မှာတော့အောင်မြင်မှုတွေရှိလားဟုတ်ကဲ့သူတို့စီရင်ခံစားထဲမှာတော့ပုတ်ကလေးကကဏ္ဍနဲ့ပူပေါင်းပြီးလုပ်တာတွေကနေအယောင်းဝယ်အချင်းရဲ့တန်ပေါင်းတောင်းတန်းချော်တန်ဘိုးဒေါ်လာ10ဘီလီယံကျော်ဖြစ်ထွန်းခဲ့တယ်ဖောက်တဲ့တဲ့ဂါသင်းကျော်တိုးလာတယ်လို့ဆိုတယ်တော်တော်များလာပဲဟုတ် ဥပမာတွေလည်းပေးထားတယ်။ Simplify ဆိုတဲ့ကုမ္ပဏီကရွှေပြောင်းလုပ်လာတဲ့မိသားစုဝင်တွေချေးငွေရဖို့အလို့သမားကိုယ်တိုင်ကအားမခံပေးလို့ရတဲ့စနစ်လုပ်ပေးတယ်။အော်မိသားစုအတွက်ချေးငွေပေါ့။ဝင်းဇိုမနီဆိုရင်ပစ္စံအိတ်တွေကိုတိုက်ရိုက်ငွေလွဲလက်ခံနိုင်တယ်။နာနိုချေးငွေလို့ခေါ်တဲ့ပမာဏနည်းတဲ့ချေးငွေတွေလည်းပေးတယ်။ Lion International Bank နဲ့ Bell Cash တို့ပေါင်းလို့တဲ့ Mama Pay ဆိုတဲ့ Smart ငွေလွဲဝင်ဆောင်မှု Terra Pay ရဲ့ Congo Pay စနစ် UAE မှာဆို RAK Bank နဲ့ Eden Red တို့ရဲ့ Digital Loan အခပေးချေမှုနဲ့ငွေလွှဲစနစ်တွေဒါတွေအားလုံးကအဲ့ဒီ Digital အိမ်မတ်ကိုအကောင့်အထည်ဖို့ဟုစူးစမ်းနေကြတာတွေပေါ့ဟုတ်ကဲ့နီးပညာတွေကတော့အများကြီးပဲเนาะဒါပေမဲ့ဒီနီးပညာတွေမှာပဲ NDA တွေလည်းရှိနေပြန်ရောအတိအကျပါပဲဒင်ငါပြားမှာခေါင်းလက်ပန်းလိုပဲတစ်ဖက်မှာ digital ကအခွင့်အလမ်းတွေညာကြီးယူလာပေးတယ်ငွေလွှဲတာမြင်တယ် လွယ်တယ်နေရာမရွေးလောက်နိုင်လာတဲ့ဒါပေမဲ့နောက်တစ်ဖက်မှာလက်အန်ဒီရီတွေစိန်ခိုးမှုအစ်စ်တွေကစောင့်နေတာဟုတ်ကဲ့ဒီနေ့ဆောင်းပါးထက်ကဟွန်ကွန်ကဖလစ်ပိုင်အင်းအင်းကိုခဲရည်ရဲ့ဇလန်းကိုကြည့်လေသူငယ်ချင်းတွေရဲ့ဖီယာလူမှုဝင်ရဲ့ပေါ်ကသူများရဲ့ပုံရိပ်ရုံးတွေကြောင့်ကိုယ်ဝင်ဝင်နဲ့မလိုက်ဖက်တာတွေဝဲမိတော့ဆုံးအကျွေးဒီပေးကုန်ရောဟင်းအတုံးမစွဲလွန်သွားလာဗောဟုတ်တယ်အခုနောက်ပိုင်းအရန်ခစ်စားလာတဲ့ဘိုင်နောင်ဖေးလေတာလို့ခေါ်ရဲ့ အယုံဝဲတော့မပေးရတဲ့စနစ်တည်တယ်။အဲ့ဒါတွေကတိတ်အနေများတယ်။ဘယ်လိုဝယ်လို့ရတော့တတိမထားမီပဲအကျွေးနွယ်နဲ့နှစ်တော်ကိုအញ្ញံလွယ်။ဟုတ်တယ်။အတိုးတွေကလည်းများတာတယ်။ပြီးတော့ straight time စတဲ့မှာဖော်ပြထားတာကပုံပြီးတော့တောင်ကြောက်စရာကောင်းတယ်။စင်ကူမှာဆိုရင်ရှစ်ပြောင်းအလို့တမားတွေကိုပြတ်မှတ်ထားပြီးတော့ဝေချင်းလိမ်လည်းမှုတတော်တိုးလာနေလို့ဆိုပါတယ်။ဟုတ်တယ်။အဲ့ဒီ straight time တဲ့တင်တွေကဥပမာတွေဖတ်ရတာတော်တော်စိတ်မကောင်းဘူး။ဘင်္ဂလားဒေ့ရှ်က Sam ဆိုတဲ့တယောက်ဆိုရင် အလုတ်အစ်စ်ရှာပြမယ်ဆိုပြီးလိန်ညာပြီးစားပေါင်းတွေတောင်းသွားတာခံလိုက်ရတယ်အလုတ်နဲ့လိန်တာပေါ့ဟုတ်တယ်မြန်မာနိုင်ငံသူအေးမီဆိုရင်ကြတော့ဘန်ဝင်ထန်းရောင်ဆောင်ပြီးဖုံးစပ်ပြီးတော့ကိုရီးကိုရာအချက်လက်တွေဘန်အကောင့်အချက်လက်တွေတောင်းတဲ့ phishing လို့ခေါ်တဲ့လိန်လည်မှုမျိုးကြုံရတယ် phishing ကအဖြစ်များတယ်နော်ဟုတ်တယ် email တို့ message တို့ဖုန်းတို့ကနေယူကြည့်ရတဲ့အဖွဲ့အစည်းလို့လို့ဘာလို့လို့နဲ့လိန်ပြီးအရေးကြီးအချက်လက်တွေတောင်းလာပေါ့ဒါပြည့် 哦အတုံးလုံးအလွန်အကျွံမြင့်နဲ့တရားမဝင်ချင်းွယ်လင်လင်မှုတွေလည်းရှိသေးတယ်။လုံးရှော့တေပေါ့။ဟုတ်ပါတယ်။နိပညာကအခွင့်လန်းရောအန်တရရောယူလာတာပဲ။အထူးသဖြင့်ငွေကြေးအရေးပေါ်လိုအပ်နေခြင်း။တရင်အချက်လက်ကောင်းကောင်းမရတဲ့အခြေအနေမျိုးမှာဒီလိုရွှေ့ညောင်းလို့တာတွေဟာလိန်လေသူတွေရဲ့တားကောင်အဖြစ်ပူပြီးလွယ်လွယ်ကူကူကြာရောက်သွားနိုင်တာ။မှန်ပါတယ်။တို့လိုဘာကြောင့်ဒီလိုလွယ်လွယ်တားကောင်ဖြစ်သွားရတာလဲဆိုရဲကြောင်းရင်းနေလို့ကြည့်ရင်အချက်တော်တော်များများရှိနေတယ်။တခုကငွေကြေးအရေးတစ်ချက်လိုအပ်နေတာ။ ဟုတ်ကဲ့မိသားစုကိုပိတ်ဆံမြန်မြန်ပို့ပေးချင်ရဲ့စိတ်စောကြီးနေတာကိုရောက်နေတဲ့နိုင်ငံရဲ့ဗန်လုံလန်းစီမီနေလင်းလယ်မှုပုံစံတိတိအကြောင်းတရင်ချက်လက်ပြပြဆိုဆိုမတိတာအာတိပညာနဲတာပေါ့ဟုတ်တယ်ပြီးတော့ဒီဂျစ်တယ်နည်းပညာတွေကိုသုံးတော့သုံးတတ်တယ်တံပေးအဲ့ဒီနောက်ွယ်ကအန်ဒီရဲတွေကိုတတိမထားမိတာဒါမှမဟုတ်နားလည်မှုလွဲမနေတာတောင်လည်းဖြစ်နိုင်တယ်ဥပမာကိုဖုန်းထဲကို verification code တခုရောက်လာရင် ဒါကိုဘသူကမပြန်မပြောရဘူးဆိုတဲ့အသည့်မျိုးမရှိတာတော့ဟုတ်ကဲ့ကိုယ့်ရဲ့ sing pass လို့အရေးကြီးတဲ့အကောင့်တွေကိုဘလို့လုံချုံအောင်ထားရမလဲမတိတာမျိုးတွေပေါ့ဒီလိုအခက်ခဲတွေအန်ဒီရဲတွေကြားကနေရွှေဖြောင်းလုတ်သားတွေကိုယ့်ခြေတော့ပုံကိုယက်တည်နိုင်ပြီးတော့ငွေချေးဆိုင်ရာကြံ့ခိုင်မှုရှိလာအောင်ဘလို့လုတ်ပေးနိုင်မလဲဘာတွေအဓိကလိုအပ်နေတယ်လို့ထင်ပါလဲဒီကောင်ဖြစ်လိုအပ်တာကတော့လွတ်အိုင်းရှိမယ်လို့မြင်ပါတယ်တပိုင်းကခုနပြောခဲ့သလိုပဲ စနစ်ပိုင်းဆိုင်ရာအားနည်းချက်တီမူဝါဒကွာဟချက်တီကိုပြင်ဆင်ဖို့လိုတယ်။ဟုတ်ကဲ့။စနစ်ပိုင်းပေါ့။ဟုတ်တယ်။နိပညာအခြေခံအဆောက်အဦတွေပိုကောင်းအောင်လုပ်ဖို့လုံခြုံစိတ်ချရပြီးကုန်ကြစိတ်ရိတ်တက်တာတဲ့ငွေကြေးဝန်ဆောင်မှုတွေပုံမျောလာအောင်ဖန်တီးပေးဖို့လိုတယ်။ဒါကအစိုးရတွေဖန်တီးနိပညာကုမ္ပဏီတွေ UNCDF လိုနိုင်ငံတကာအဖွဲ့အစည်းတွေပူးပေါင်းလှုပ်ဆောင်ရမယ့်အပိုင်းပေါ့။ဟုတ်ကဲ့။နောက်တစ်ပိုင်းကတော့နောက်တစ်ပိုင်းကတော့တအူးချင်းတယောက်ချင်းစီရဲ့စွမ်းရည်ကိုမြင့်တင်ပေးဖို့ပဲ။ အဲ့ဒါကငွေချေးဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်ပေါ့ financial literacy ပေါ့နော်ဟုတ်ပါတယ် CNA ဆုံးပါမှာဆိုရင် ဖိလစ်ပိုင်ကိုရွှေ့ပြောင်းလုပ်သားတွေကိုပူညီနေတဲ့ migrant philippines အဖွဲ့တို့မလေးရှားကအင်ဒိုနီးရှားအင်ကူအဖွဲ့အစည်းတွေကအဲ့ဒီ financial literacy ရဲ့အရေးကြီးပုံကိုအဓိကပြောထားတယ်ဟုတ်ကဲ့ငွေဘလောက်ရှိလဲဘလောက်တုံးလဲမိသားစုကိုဘလောက်ပို့တင်တယ်လဲကို့အတွက်နာကတ်အတွက်ဘလောက်ချန်ထားတင်တယ်လဲဆိုတာတွေကိုစနစ်တကျစီမံခန့်ခွဲတက်ဖို့လိုတယ်လို့သူကပြောကြတယ်ကို့ပိဆိုင်ကို grant ထည့်ရှင်နေဆိုတာရှိလာဖို့ပေါ့ ဒီငွေကြေးစီမံခန့်ခွဲမှုတင်ရပေးရကို UNCDF ကလည်းအလေးထားပုံရပါတယ်။သူရဲ့အစီရင်ခံစားတယ်မှာ Empowered Customers ဆိုတဲ့လုပ်ငန်းစဉ်တရားကို account ထည့်ဖို့နေတယ်လို့ပြောပြထားတယ်။ဟုတ်ကဲ့။ Forte ဒီဖြစ်တဲ့ရွှေပြောင်းလိုသားတွေရဲ့တကယ်လိုအပ်ချက်ကဘာလဲဆိုတာနားလည်အောင်သူတေသနာတွေလုပ်တယ်။သူတို့နားလည်လွယ်မဲ့ Digital ငွေကြေးစီမံခန့်ခွဲမှုပညာပေး toolkit တွေ logo ဘဟုပြုပြီးဒီဇိုင်းဆွဲထားတဲ့ toolkit တွေဖန်တီးပေးတယ်လို့ဆိုပါတယ်။ ကောင်းပါတယ်လက်တွေ့ကြားတဲ့ကူညီမှုတွေပေါ့ဟုတ်တယ်ပြီးတော့ CNN မှာဖော်ပြထားတဲ့ဖိလစ်ပိုင်စီးပွားရေးလုပ်ငန်းရှင် Rebecca Bustamante ရဲ့ဘဝစကြောင်းကလည်းဒီနေရာမှာတော်တော်လေးအားကြာစရာပဲအော်သူ့အကြောင်းဖတ်ဖူးတယ်ဟုတ်တယ်စင်ကာပူမှာအင်ကူကနေဒါမှာကလေးထင်းဘဝကနေကိုပိုင်စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာတာလေသူရဲ့ခီးကရေမှန်းချက်ကြီးကြီးထားပုံနဲ့ ကိုကိုကိုအဆက်မပြတ်တင်ယူမြင့်တင်နေဖို့ဘလောက်အရေးကြီးလဲဆိုတော့ပြနေတယ်လို့ပဲဟုတ်ပါတယ်အဲ့ဒါအရင်သူယူဆရာကောင်းပါတယ် UNCDF ရဲ့ချင်းကပ်ပုံကလည်းအဲ့ဒီ financial literacy ဆိုတဲ့စာသွေးအသိပညာပေးရုံထက်ကိုကြည့်ပြန်ကောက်တွေ့ရတယ်သူတို့က financial health လို့ခေါ်တယ်ငွေကြီးဆိုင်ရာကျန်းမာရေးဆိုတဲ့အဆင့်ထိရောက်အောင်မြင့်တင်ချင်တာ financial health ငွေကြီးဆိုင်ရာကျန်းမာရေးဟုတ်တယ် ကဘန်ကောက်အခုရှိယုံပိတ်ဆံ၃တိုက်ယုံထပ်များကြီးပို့ပါတယ်။သူတို့ရဲ့အသိပ္ပယ်ဖွင့်ဆိုချက်အရငွေကြေးဆိုင်ရာကျန်းမာရေးဆိုတာမှအချက်၄ချက်ပါဝင်တယ်။တစ်ခါငွေကြေးဆိုင်ရာလုံခြုံမှု security ပေါ့နေ့စဉ်အသုံးစိတ်တွေကိုအစဉ်ပြေပြေသုံးနိုင်တာဟုတ်ကဲ့တစ်ခါမန်ဘယ်အလင်းနဲ့အခြေအနေတွေကိုခံနိုင်ရည်ရှိမှုယုတ်တဲ့အလုံးပြုတ်တာနေမကောင်းဖြစ်တာမျိုးကြုံရင်လားကျွေးမတင်ပဲရင်ဆိုင်နိုင်တာอืมအရေးကြီးတယ်သုံးက ကိုယ်ငွေကြေးကိုထိန်းချုပ်နိုင်မှု control ကိုယ့်ရဲ့ဝင်ငွေထွက်ငွေအကျွေးတွေကိုတည်ပြီးစီမံနိုင်တာဟုတ်ကဲ့လေးကရေရှည်ရမှန်းချက်တွေအတွက်လွတ်လပ်စွာစီမံနိုင်မှု freedom ကိုနာကတော့မိသားစုတဲ့ရမှန်းချက်တွေချမှတ်ပြီးအကောင့်ထဲ for နိုင်တာဒီအချက်တွေအားလုံးပြည့်စုံမှာတကယ်ငွေကြေးဆိုင်ရာချမှတ်ရေးကောင်းတယ်လို့ဆိုလိုတာဟိုဒီ financial health ဆိုတဲ့အယူအဆကတော်တော်ပြည့်စုံတာပဲဒါငဲ့လက်တွေ့မှာဒီအဆင့်ထိရောက်ဖို့လားရွှေပြောင်းလို့သားတွေတော့ တော်တော်တော့အားချိုးရမယ်ပုံမယ်နော်အဲ့ဒါကြောင့်လဲ UNCDF ကအခုနောက်ပိုင်းမှာ financial resilience လို့ခေါ်တဲ့ငွေကြေးဆိုင်ရာကြံ့ခိုင်မှုကိုပို့ပြီးအာရုံစိုက်လာတာတွေ့ရတယ်။ဒါကခုနပြောတဲ့မမျောလင့်တဲ့အခက်အခဲတွေကိုကြံ့ကြံ့ခံရင်းဆိုင်နိုင်စွမ်းလို့ဆိုတာ။နောက်နိုင်ဖို့အတွက်သူတို့က digital နည်းနဲ့လော့ဝါခါပေးချေတာအသေးစားအမခံ micro insurance စနစ်တွေပင်စင်စနစ်တွေကိုငွေလွှဲဝန်ဆောင်မှုတွေနဲ့တသားတွေချိတ်ဆက်ပေးနိုင်ဖို့စူးစမ်းနေတာ။ အကုန်လုံးကိုပေါင်းစည်းလိုက်တာမျိုးလားအဲ့လိုပုံစံမျိုးပေါ့ဆိုလိုတာကအလौဒမတယောက်ကလဆာမှု digital နဲ့လက်ခံမယ်အဲ့ဒီထက်ကတစ်စိတ်တစ်ပိုင်းကိုအလိုလျောက်ဝင်လွဲမယ်နောက်တစ်ပိုင်းကိုအရေးပေါ်အတွက်အားမခံခြင်းပေးသွင်းမယ်နောက်တစ်ပိုင်းကိုအနာဂတ်ပင်စယ်ကိုစုဆောင်းမယ်အဲ့လိုမျိုးတွေကိုအလွယ်တကူလုပ်နိုင်အောင်စီစဉ်ပေးခြင်းတာอืมအဲ့ဒါကတကယ်ဖြစ်လာရင်တော့ရမ်းစဉ်ပြေပါမယ်ဟုတ်ပါတယ်ဒါပေမဲ့ ဒါကအင်မတန်ရှုပ်ထွေးပြီးလက်တွေ့အကောင့်ထက်ဖော်ဖို့ခက်ခဲတဲ့လုပ်ငန်းစက်မှာအစိုးရပုဂ္ဂလိကကုမ္ပဏီတွေဘန်ဒီအရေးပအဖွဲ့အစည်းတွေပညာရှင်တွေအားလုံးပါဝင်တဲ့ GHA system တစ်ခုလုံးပူးပေါင်းဆောင်ရွက်မှာဖြစ်မှာ UNCDF ရဲ့ပအဝင်ဆောင်ရွက်မှုမြင့်တင်ရေးစံသစ်တည်ထွင်မှုမူပေါင်းဆိုတာကလည်းဒီလိုရှုပ်ထွေးတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလမ်းညွှန်မှုပေးဖို့ရည်ရွယ်ပုံရပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးခဲ့ကြတာဒီကိုပြန်ပြီးခြုံငုံကြည့်ရရင်တော့ ကဘာတဝမ်းကရွှေပြောင်းအလုပ်သမားတွေပို့လိုက်တဲ့ငွေကြေးတွေဟာသူတို့မိသားစုတွေသူတို့ရဲ့ဇာတိနိုင်ငံတွေအတွက်မရှိမဖြစ်အရေးပါတယ်ဆိုပေမဲ့ဟုတ်ကဲ့ဒီငွေတွေသူတို့လက်ထက်ရောက်ဖို့လုံလုံခြုံခြုံစီမံခန့်ခွဲတုံးဆွဲနိုင်ဖို့လန်ဒလီရှောင်းမှာစနစ်ပိုင်းဆိုင်ရာအတားအဆီးတွေဥပဒေကွာဟချက်တွေကိုရီးကူတာစင်ခေါ်မှုတွေအများကြီးပဲဟုတ်ပါတယ်နောက်ပြီးတော့ digital key အခွင့်လိုင်းလန်းနေတဲ့အတူအန်ဒီရီကလည်းအပြည့်ရှိနေတော့ကိုတွေ့တာပါတယ် UNCDF လိုအဖွဲ့အစည်းတွေချိုးဖောက်မှုတွေအစိုးရတွေရဲ့မူဝါဒပြုပြင်ပြောင်းလဲမှုတွေပိုကလစ်ကကန္တရဲ့ဤပညာစန်းတစ်တီထွင်းမှုတွေကအဖြစ်တစ်ခုဖြစ်နိုင်ပေမယ့်ဒါတွေချင်းနဲ့ရောလုံလောက်ပါမလားဟုတ်ပါတယ်အဲ့လာကနောက်ဆုံးမှစဉ်းစားစရာမင်းဟုံးပဲပိုကောင်းတဲ့မူဝါဒတွေပိုကောင်းတဲ့ဤပညာတွေရှိလာရုံနဲ့အားလုံးအဆင်ပြေတော့မှာလား ဒါမှမဟုတ်ရွှေပြောင်းလောက်သားတွေအပေါ်ထားရှိတဲ့လူဖွဲ့စည်းရဲ့အမြင်တွေသူတို့မိသားစုတွေကသူတို့အပေါ်ထားရှိတဲ့ဖော်လင့်ချက်တွေနဲ့ဖျားတွေကိုတော့ပြောင်းလဲဖို့မလွန်လွက်ကူလားအင်းလူမှုရေးကျင်းတွေအပိုင်းတွေလည်းပါလာတာပေါ့ဟုတ်တယ်ပိတ်ဆံပို့ရှားနိုင်ုံနဲ့မပြီးပဲရှားလာတဲ့ပိတ်ဆံကိုကိုယ်တိုင်တကယ်တမ်းဟိုးရှိရှိစီမံခန့်ခွဲတုံးဆွဲနိုင်စွမ်းကိုတူဦးချင်းစီမှာဘလို့အခြေခံငါးစာတွေတိဆောက်ပေးမလဲဆိုတာကလည်းကျွန်တော်အားလုံးဆက်ပြီးအပြေရှားရမယ်စဉ်းစားရမယ်အကြောင်းအရာတစ်ခုဖြစ်နေပါလိမ့်မယ်